တို့တခုတတိထားဖို့ရပါဒီယတနာမြတ်သုံးပါးကိုပူဇော်ကြတဲ့နေရာမှာပူပြီးတော့အကျိုးကျေးဇူးများဖို့အတွက်ကိုယ်စိတ်ထားကလေးကိုနော်တဲ့မတ်အောင်တော့ပြင်တတ်ဖို့လိုမယ်ပေါ့အဲ့ဒါကပါလေအနှစ်ချုပ်ပြောရရင်တော့ဘယလာဘကုလရှောင်ခြင်းဘယလာဘကုလရှောင်ခြင်းရှောင်ရမယ့်အရာသုံးခုနော်ဘုရားရှိခိုးတော့မယ်ဆိုတဲ့အဲ့ဒါလေးရှိရမယ်ဘယဆိုတာဘာပြောအောင်ဆိုဘေးဒုက္ခတစ်ခုခုကနေလွတ်ဖို့ဆိုတဲ့စိတ်နဲ့ မလုံနဲ့တဲ့ဟုတ်လားလာဘဆိုတာတခုခုစီးပွားရေးတိုးတက်ခြင်းလို့တခုခုရကျင်တဲ့စိတ်ကြောင့်လည်းမလုံနဲ့တဲ့ကုလဆိုတာကိုယ့်ရဲ့အမျိုးအနွယ်အဖေအမေဘိုးဘွားတွေလက်ထက်ကစားအစဉ်အဆက်ဒီလိုလှုပ်လာလို့ကိုယ်လည်းဒီလိုလှုပ်တာဆိုပြီးတော့ညံမပါဘဲနဲ့သူများလိုက်လှုပ်လို့လိုက်လှုပ်ရတဲ့အနေအထားမျိုးလည်းမဖြစ်စေနဲ့လို့ပြောတယ်အဲ့တော့အဓိကဘာလို့ဆိုလိုတာတော့တကယ်တန်ဖိုးရှိတယ်လို့နားလည်ပြီးတော့တန်ဖိုးရှိလို့မဟုတ်ကောအကျိုးကျေးဇူးတွေမရခဲ့ဘူးဆိုရင်တောင်မှ တံပိုးကိုနားလဲပြီးတော့တံပိုးရှိလို့မဟုတ်ကိုမျက်နှိုးလွန်းလို့ကိုမျက်နှိုးတာပါဆိုရင်ဟာဒီရစိတ်ကပိုးပြီးတော့ဘာဖြစ်တော့အစွမ်းထက်မယ်ပေါ့နော်ပိုးပြီးတော့ဘာတော့ဟိုဖြူစင်တဲ့တန့်ရှင်းတဲ့ပိုးပြီးတော့ကောင်းမှုဟာမြင့်မြတ်သွားတယ်